Hello Horror Fan တွေစောင့်မျှော်နေကြတယ် Welcome to Terry Series ကတော့ October 26ရက်နေ့မှာထွက်ပြီပေါ့နော်ဒီ series က Stephen King ရဲ့ It ဆိုတဲ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ဒီ It franchise ရှိရပေါ့နော်အဲ့ဇာတ်လမ်းကြီးရဲ့ prequel ဇာတ်လမ်းဖြစ်တယ် itch အကြောင်းရောပို့အရှိမဗီဒီယိုတစ်ပုတ်လုပ်ပေးမှုတယ် killer clown ဖန်နေ white ဆိုတာကမျိုးဆက်အဆက်ဆက်ကိုပေါ့နော် clown ကိုကြောက်ရလောက်လို့ trauma တွေပေးနိုင်ခဲ့တဲ့နာမည် fictional character တယောက်ဖြစ်တယ်ပေါ့နော်သူ့အကြောင်းပို့အဲ့အရှိဗီဒီယိုမှာနည်းနည်းလေးတော့ပြောပြပေးထားတယ်ဝင်းဝထူကတော့ဒီ horror sci-fi ဆရာ Stephen King ရေးခဲ့တာပေါ့เนาะ1990မှာဒီเจ้า mini series လေးထွက်လာတယ်2019နဲ့2019မှာရုပ်ရှင်နှစ်ခုထပ်ထွက်လာတယ်ပေါ့เนาะ2019နဲ့2019မှာထွက်ခဲ့တဲ့ရုပ်ရှင်တွေကိုရိုက်ထားတယ်ဖန်တီးသူတွေပဲဆက်လုပ်တာရိုက်ထားတာဖြစ်တယ်ပေါ့เนาะပြီးတော့ တော့ကြတော့ဒီအယုရှင်နေထဲမှာ Pennywise နေရာတရုပ်ဆောင်တဲ့ Bill Skarsgård ကပဲဒီ series မှာလည်းဆက်ပြီးတော့တရုပ်ဆောင်မှာလို့သိရတယ်။အဲ့တော့ကြတော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ယုရှင်ကနေပြီးတော့နာမည်ကြီးရဲ့အခါမှာ Prequel Sequel series တွေထွက်တတ်ကြရင်ပေါ့နော်။ဒါမဲ့ဒီမှာကြတော့ငွေရင်းယုရှင်ရဲ့ငွေသက်လေးတွေကိုပြန်ပြီးတော့ခန်းစားရမှာဆိုတော့ပိုကတော့တော်တော်သဘောကျနေပြီ။ဇလန်ကတော့ဒီမူရင်းယုရှင်ရဇလန်နေမဖြစ်ခင်1962ခုနှစ်ပေါ့နော်။ သူက title တိုင်းမဲ့ main ပြည်နယ်က dairy ဆိုတဲ့မြို့လေးမှာဖြစ်တဲ့ဖြစ်ပျက်တွေကြောင့်ရိုက်ထားတာဖြစ်တယ်။အဲ့မြို့လေးကအေးချမ်းပဲလို့ထင်ရပေမဲ့အာဒီခလေးပြောင်မှုတစ်ခုဖြစ်သွားပြီးတဲ့နောက်မှာလင်မယားမြောက်နဲ့သူတို့သားလေးတယောက်ကအဲ့ဒီကိုပြောင်းလာကြတယ်ပေါ့နော်။ပိုင်းရံနေမှာတဖြည်းဖြည်းနဲ့ဒီမြို့ရဲ့၆ဆားစရာတွေကိုသူတို့ရင်ဆိုင်လာရတဲ့ဇလန်းမြို့ပေါ့။ ထရီလာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီစတီဗင်ကင်းရဲ့အငွေသက်တွေအများကြီးတွေ့ရတယ်ပေါ့နော်စတီဗင်ကင်းကသူ့ပုံမှန်တိုင်းဆိုလို့ရှိရင်အနောက်ကအကြောင်းအရာလေးတွေဝတုတခုနဲ့တစ်ခုပြန်ချိတ်ဆက်ပြီးတော့ထည့်တတ်တယ်ဒီမှာဆိုလို့ရှိရင်လည်းအာဒီစတီဗင်ကင်းရေးထားတဲ့ Shawshank Redemption ပေါ့နော်အဲ့ထဲက Shawshank Prison နဲ့ပါတယ်ပြီးတော့ကြတော့ဒီ The Mist ရဲ့ vibe မျိုးလေးပေါ့အဲ့လို Mist တွေထလာတဲ့ခန်းမျိုးလေးပါတယ်ဆိုတော့အဲ့မျိုးကြီးပြီးတော့ပုံကတော့စတီဗင်ကင်းရဲ့ University ကိုထပ်တွေ့ရတော့မှာတော်တော်လေးရင်ခုန်နေပါပြီဒီ It University ထဲက Pennywise အကြောင်းပို့ Share Video မှာနည်းနည်းတော့ပြောထားတယ်ပေါ့ ပေါ့နော်ဒါမဲ့အသေးစိတ်ပြောတဲ့ဗီဒီယိုလေးနောက်မှထပ်လုပ်ဖို့ရှိတယ်အခုလုံးလုံးစင်ဒီ welcome to dairy မကြည့်ခင်တည်ထားတဲ့ context လေးတချို့ပြောပြမယ်နော် honey wise ကတခြားကဘာနေလာတဲ့ alien နဲ့ဆိုကြီးတယောက်ပေါ့နော် သူရဲ့ဖြစ်တည်မှုက1ဘီလီယံနဲ့ချီနေပြီပေါ့နော်။သူဒီကဘာကိုစားရောက်ခါစားချိန်မှာကဘာဘွက်အစားအစာတွေကိုသူအရသာမတွေ့ဘူးပေါ့နော်။ဒါပေမဲ့နောက်မှသူဖြည်းဖြည်းနဲ့တည်လာတာကဒီဒီကြောက်စိတ်လွမ်းခြုံနေတဲ့ကလေးတွေရဲ့ကလေးတွေကိုစားရတာကသူ့အတွက်အကောင်းဆုံးဆိုတာပေါ့နော်။အားကြောင့်မလို့သူကကလေးတွေကိုကြောက်စိတ်မျိုးစုံသွင်းပေးပြီးတော့တတ်ပြစ်တတ်တယ်။ဒါပေမဲ့သူကအစာဝတ်သွားလို့ရှိရင်တော့ hibernate လုပ်တတ်တယ်။28နှစ်နေတော့မှတခါသူပြန်နိုးထလာတတ်တယ်။ သူနိုးထလာတဲ့ချိန်ဆိုလို့ရှိရင်လည်းလူတက်မှုတွေ၊ဆူဆိုက်တွေအဲ့လိုမျိုးအဖြစ်ဆိုးတွေခဏခဏဖြစ်တတ်တယ် it ကိုထူတာကြတော့အဓိကသူတို့သူ့ရဲ့ flaw ကဒီ user club ဆိုတဲ့ကလေးတစ်ဖွဲ့နဲ့ fanny wise နဲ့ထိတိုက်တွေ့ရဇလန်းပေါ့နော်ဒါပေမဲ့ဒီဝတ္ထုထဲမှာ background အကြောင်းနေပြောတဲ့အချိန်မှာအရှိခိတည်းက fanny wise ဒီ dairy မှာဘလို့ရေးဆိုးခဲ့ဆိုတဲ့အကြောင်းနေပါတယ်ပေါ့အဲ့တော့ဒီ welcome to dairy ကအဲ့ဒီအကြောင်းနေကိုထုတ်နှုတ်ပြီးတော့ပြန်ပြီးတော့ဇလန်းဖွဲ့ထားတာဖြစ်တယ်အရင်ဆုံးဒီ user club ရဲ့အရှိနှင်း1962ခုနှစ်မှာ fanny wise နိုးထလာတဲ့အချိန်မှာ the black spot လို့ခေါ်တဲ့စစ်ပြန်လူမဲစစ်သားတွေအတွက်လှုပ်ထားတဲ့ဒီလူမဲ club တစ်ခုမီးလောင်နေပေါ့နော် ော်အဲ့ဒါကလည်းဘယ်လိုဖြစ်တာလဲဆိုတော့အဲ့ဒီချိန်တော့လူမဲမုံတီးအဖွဲခိခိခိဆိုတာရှိတယ်အဲ့ဒီအဖွဲတွေကမီးရှို့လိုက်တာပေါ့နော်လူမဲတွေကိုလူမျိုးကြီးခွဲခြားမှုနဲ့ခိခိခိအကြောင်းတွေပို့အရှိအစင်နာဆက်ဗီဒီယိုမှာတော်တော်သေးစိတ်လေးပြပြပေးထားရပေါ့နော်အဲ့ဒီအကြောင်းတွေစိတ်ဝင်စားရင်တော့တွေ့ကြည့်ကြည့်ကြပုံမှန်ကတော့အဲ့ဒီခေတုံးကလူမဲတွေပေါ်မှာမုံတီးကြတဲ့စိတ်တွေရှိရပေါ့နော်ဒါပေမဲ့ဒီ Penny Wise ကအဲ့ဒါကိုပို့ဆုံးအောင်လုပ်ခဲ့ရဆိုပြီးတော့သူကရေးတာပေါ့နော်အခုဒီ Welcome to Terry Season 1ကဒီအကြောင်းတွေကိုရိုက်တာဖြစ်ဖို့များတယ်သူက3 season ထွက်မယ်လို့တော့ပြောထားတယ် ယ်ဒါပေမဲ့ confirm ကတော့မရှိသေးဘူးပေါ့နော်ဒီလို series တွေရဲ့ထုံးစံကတော့ season 1အောင်မြင်တော့မှ sponsor တွေရမှနောက် season တွေကိုထပ်လုပ်တာပေါ့ဒါပေမဲ့ဒီငကိုရင်းက Stephen King ဆိုတာကလည်း horror fan base ကခိုင်မာရှိတယ်ပြီးတော့ကျတော့ဒီလို horror ရုပ်ရှင်တွေထွက်တဲ့နာမည်ကြီးတဲ့ October လမှာထွက်မှာဆိုတော့အာဒါကတော့အောင်မြင်ပြီးတော့နောက် season ထွက်ဖို့ကတော့များပါတယ် season 2က1935က The Bradley Gang ဆိုတဲ့လူဆိုးဖွဲ့ကိုဖမ်းတဲ့ချိန်နဲ့ဒီ Pennywise နိုးထလာတဲ့ချိန်ဖြစ်ပေါ်များပြီးတော့ season 3ကကျတော့သူ့အရှိတခေ1900ခုနှစ်က ခလေး88ယောက်ပါဝင်လူပေါင်းတရာကျော်သိဆုံးခဲ့ရတဲ့ဖြစ်ပျက်ကြီးကိုအခြေခံမှုတော့များတယ်။အဲတော့ဘာဖြစ်ဖြစ်ဒီ series ကတစ်စီစဉ်နဲ့ထွက်တယ်ဆိုရင်တော့မတော်တော်လေးရင်ခုန်မှုကောင်းနေပြီဆိုတော့ဒီလို Halloween အချိန်မှာတော့လုံဝကြည့်ဖို့အတွက်ကွက်တီပဲပေါ့နော်။ကဲဒီ video လေးကတော့ဒီလောက်ပါပဲ။အော်ပိုအရှိမာတော့ကဒီ Halloween အချိန်မှာကြည်တင်တဲ့ရုပ်ရှင်ဆက်ကအကြောင်းလဲ video လေးလုပ်ပေးထားတယ်။ပြီးတော့ကြတော့ဒီ Halloween နေ့ဖြစ်တဲ့ October 31ရက်နေ့မှာပိုရဲ့ viewer တွေထူးထူးခြားခြားလေးတစ်ခုလုပ်ပေးခြင်းလို့ Midnight Story season မှာ special guest တစ်ယောက်ဖိတ်ထားပါတယ်။ Stephen King fan တွေဆိုရင်တော့ ော်ဒီဧည့်သည်တော်ကြီးကိုသိကြမှာပါ။သူကတော့ဘိုရိုဒီမြန်မာနိုင်ငံ horror fan တွေအတွက် Steven King ဝတ္ထုတွေကိုပို့ပြီးတော့နီးစပ်လာအောင်လို့ဖန်တီးပေးခဲ့တယ်။ Steven King ဝတ္ထုတွေကသာပြန်မင်းနေတယ်။စာရေးဆရာဆရာလင်းခန့်မင်းဖြစ်ပါတယ်။ အဲ့တော့ဒီအော်တိုဘာ31နေ့ကြာလို့ရှိရင်ဆရာရဲ့ဒီဟော်ရာနဲ့ပတ်သက်တဲ့အတွေ့အမြင်တွေစတီဗင်ကင်ဝုဒ်တွေအကြောင်းအနေနဲ့တခြားဆရာရဲ့စကားသံလေးတွေကိုကြားရမှာဖြစ်လို့31နေ့ကြာလို့ရှိရင်မပြတ်မကွက်လာကြည့်ပေးကြအောင်เนาะပြီးတော့ကြတော့ Welcome to Dairy နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သိကျင်နေဆိုလို့ရှိရင်ဆရာရဲ့ page မှာ H22 တွေကဆရာရဲ့ကိုယ်တိုင်ကောက်နှုတ်ချက်တွေကိုဘာသာပြန်ပြီးတော့ရေးထားတယ် Mike Cannon ရဲ့ Dairy Diary ဆိုတဲ့အပိုင်းဆက်လေးတွေတင်ပေးထားရှိရယ်အဲ့ဒါလေးတွေလည်းတော်ဖတ်ချင်တယ်ဆိုလို့ရှိရင်ပို့ရဒီ post ဆောင်မှာ comment ထဲမှာ link လေး ပေးထားမယ်နော်ပြီးတော့ကြတော့ဆရာရဲ့ပြိသက်တွေကိုရောပိုးရဲ့ viewer တွေကိုပါ Halloween လက်ဆောင်လေးတစ်ခုပေးခြင်းတဲ့အတွက်အဲ့ဒီ season မှာဆရာရဲ့ sharp ဆောင်လေးတအုပ်ကိုဆရာကိုယ်တိုင်လက်မှတ်ထိုးပေးပြီးတော့ viewer တွေထဲကတယောက်ကိုလက်ဆောင်ပေးတော့မှာဖြစ်တဲ့အဲ့ဒီအတွက်လည်းဒု season လေးလည်းလုပ်ထားရဲပေါ့နော်အားကြောင့်မို့လို့32ရက်နေကြလို့ရှိရင်မဖြစ်မနေပိုးရဲ့ video လေးကိုပြန်လာကြည့်ကြအောင်နော်ဘိုင်ဘိုင် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုးကြိုက်တဲ့ထက်တူကြရတဲ့ဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်။